မင်္ဂလာပါဘုံဝိကူဘာအနေကြိုဆိုပါရယ်ဒီနေ့ကကျွန်တော်တို့ဥရောပရဲ့ရှန်ဂန်ဒေတာနိုင်ငံပေါင်း29နိုင်ငံပါဝင်တဲ့ဒေတာကိုဗီဇာမလိုဘဲနဲ့သွားလို့ရတဲ့ဒီအာရှနိုင်ငံတွေအကြောင်းကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီအာရှရဲ့နိုင်ငံတွေထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘရူနိုင်းပါမယ်အဲ Cyprus ပါမယ်တကယ်တော့ Cyprus ကဒီ Greece နဲ့ Turkey ကြားထဲကကျွန်းပေါ့နော် ဆိုတော့သူကတော့အဲ EU ထဲမှာတော့ပါတယ်ဒါပေမဲ့တရားဝင်တော့သူအာရှန်ဂန်ကို မရောက်သေးဘူးဒါပေမဲ့မကြခင်ရောက်တော့မယ်ဆိုပြီးတော့သူတို့ပြောတာရှိတယ်အဲဂျော်ဂျီယာပါတယ်ပေါ့နော်ဆိုတော့ဂျော်ဂျီယာကတော့သူကဒီ EU ထဲကိုပါတင်တာတပိုင်းတင်နေတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဂျော်ဂျီယာနိုင်ငံကိုသွားလေမှုတဲ့သူတွေဆို တွေ့လိမ့်မယ်ဂျော်ဂျီယာနိုင်ငံရဲ့ဒီမြို့တော်ဒီပလီစီမှာ ကြိုက်တဲ့နေရာကိုသွားသူ့နိုင်ငံဂျော်ဂျီယာအလန်ထက် EU ရဲ့အလန်တွေကိုတွေ့ရလိမ့်မယ်။ဆိုတော့သူတို့ကဒီရုရှားရဲ့ရန်ကနေကာဝယ်ဖို့အတွက်ပို့သူ EU တွေကိုအရင်ဝင်ကျင်နေတယ်။တခါ EU ဘက်ကနေလည်းဒီရုရှားကို proxy လုပ်ဖို့အတွက်ပေါ့နော်။ဂျာဂန်နဲ့တခုအနေနဲ့ဂျော်ဂျီယာကိုတုံးချင်နေတယ်။ဆိုတော့ဒါဂျော်ဂျီယာရောသူတို့မကြသေးခင်ကအဲ visa free ပေးလိုက်တယ်ပေါ့နော်။ဟောင်ကောင်ပါမယ်။ဒါဟောင်ကောင်ကတော့သူက တနိုင်ငံစနစ်နှမျိုးနဲ့အုပ်ချုပ်နေတာအဲဒီဟောင်ကောင်ကိုကြတော့သူတို့ကဘာကြောင့်အရန်အဲ EU ကလိုချင်လဲဆိုတော့ဒီအဲလူသားအရင်းမြစ်တွေပေါ့ဟောင်ကောင်ကနေအများကြီးရတယ်ပြီးတော့ဒီအဲစီးပွားရေးသမားတွေကဒီ EU ကိုသွားပြီးတော့အများကြီး invest လုပ်တာတွေရှိတယ်အဲဒါကြောင့်မလို့သူကဟောင်ကောင်ကို visa free ပေးတယ်အဲ Israel လည်းရှိတယ် Israel ကတော့ဒါသူတို့ရဲ့မဟာမိတ်အနေနဲ့သတ်မှတ်လို့ရတယ်ပြီးရင်ဂျပန်နိုင်ငံရှိမယ် အာမကာအိုမကာအိုဝါလီဒါဟောင်ကောင်နဲ့အလားတူတဲ့တနိုင်ငံစနစ်နှမျိုးနဲ့အဲတရုတ်ပြည်မှာရအုပ်ချုပ်တယ်အဲမကာအိုကသူတွေကလည်းဒီ EU မှာ investment လုပ်တာတွေများတဲ့အတွက်မကာအိုလည်းသူ visa free ပေးထားတယ်အာမတာသေးခင်နှစ်ပိုင်းတချို့ကမလေးရှားနိုင်ငံကိုအာဒီ EU တွေကို visa free ပေးလိုက်တယ်အာရှန်ဂန်ဒေတာကို visa မလိုပဲတွားလို့ရတယ်မလေးရှားတွေကအဲအင်ဒိုနီးရှားတွေက အရန် jealous ဖြစ်ကြတယ်ဗောနော်မလေးရှားကိုမနာလို့ဖြစ်ကြတယ်အဲစင်ကာပူရှိမယ်အဲ South Korea ရှိမယ်အဲဒီနေရာမှာစင်ကာပူနဲ့ South Korea ကြတော့သူတို့ရဲ့အဲအရန်ခိုင်မာတဲ့ data ring ကမိတ်ဖက်တယ်လို့ပြောလို့ရတယ်အဲတစ်ဖက်မှာပြန်ကြည့်လိုက်မယ်ဆိုရင်ဒီစင်ကာပူနဲ့အဲတောင်ကိုရီးယားကိုသူတို့ဗီဇာ free ပေးလိုက်မယ်ရှန်ဂန်ဒေတာဆိုအပြန်အလှန်အနေနဲ့ဒီရှန်ဂန်ဒေတာမှာနေတဲ့သူတွေကလည်းစင်ကာပူနဲ့ အဲတောင်ကိုရီးယားကိုဗီဇာမလိုပဲသွားလို့ရမယ်ဆိုတော့ဒီအခွင့်အရေးကိုလည်းတို့ကပြန်အသုံးချနေတဲ့အနေနဲ့ပေးတာလည်းဖြစ်တယ်ထိုင်ဝမ်ရှိမယ်အထိုင်ဝမ်ကတော့ဒါပို့ပြီးတော့ relationship ကောင်းအောင်တို့ကဒီဆောက်ချင်တယ်အထိုင်ဝမ်နီးပညာတွေကိုလည်း EU ကမှီခိုနေရတာလည်းရှိတယ်အဲတစ်ဖက်မှာလည်းတရုတ်ပြည်မှာရဲ့ရန်ကနေပြီးတော့ကာဝယ်ဖို့တို့ကဒီထိုင်ဝမ်သားတွေကိုပို့ပြီးတော့ကောင်းတဲ့ relationship ကို EU ကတည်ဆောက်တဲ့သဘောမျိုးလည်းအဲပြောလို့ရရယ်ပေါ့နော်အဲပြီးရင် ဆိုတော့အရှိဒီမော်ရှိမယ်ပေါ့နော်သူကတရားဝင်နေမယ်ကတော့ဒီမော်လက်စတေးလို့ခေါ်ဆိုတော့ဒီနိုင်ငံကကျတော့သူအင်ဒိုနီးရှားနဲ့ခွဲထွက်ထားတာအသိမကြာသေးဘူးလူကြီးကလည်း1.2 uh, million ပေါ့နော်အဲ့ဝင်ကျင်လောက်ပဲရှိတယ်အဲဘာကြောင့်မလို့သူ့ကိုကျတော့အဲဝင်ဝင်ပေးလဲဆိုတော့အဲဒီသူတို့နဲ့ EU နဲ့ relationship ကောင်းလာတဲ့အခါမှာအဲ EU ဘက်ကနေပြီးတော့ဒီဒေတာမှသွားပြီးတော့ investment တွေလုပ်လို့ရတယ်အဲပြီးလို့ရှိရင်သူကအင်ဒိုနီးရှားရဲ့ ရန်ကနေပြီးတော့လေတခါပြန်ပြီးတော့ဒီအရှိတီမော်ကိုကာဝယ်ပေးပြီးသားဖြစ်သွားမယ်ပြီးအရှိတီမော်ကသူတွေကဒီရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်းအဲဒီပီဇာ free အနေနဲ့အဲပေးလိုက်ခြင်းအပြင်ရရှိနိုင်တယ်ဆိုတော့အဲ့ဒါဘုံမျိုးဖြစ်တယ်အဲပြီးတော့ UAE နိုင်ငံကိုတွေ့ရမှာပေါ့နော်ဒါ UAE ကတော့ဒါပြောနေကြမလို့အာရှမှာအဲ strong ဖြစ်တဲ့ passport တွေတဲမှာသူလည်းတဖြည်းဖြည်းပါလာပြီးပြီးတော့ diplomatic ကလည်းအရင် strong ဖြစ်တယ်ဆိုတော့ အဲ EU ရဲ့ဒီရှန်ဂန်ဒေတာကိုအာဗီဇာရဖို့အတွက်ရှောက်ကြတာကထင်သလောက်မလွယ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအဲရွေးကြီးမှာဗီဇာတော့ရှောက်တဲ့အခါကျလို့ရှိရင်ဒီဒီရှန်ဂန်ဗီဇာရှောက်တဲ့အဲဒီအခန်းဆိုလို့ရှိရင်တော့အမြဲအလိုလိုလူကပြည့်နေအဲပြီးရင် reject အထိတဲ့လူတွေကလည်းများတယ်ပေါ့နော်အဲ့တော့ထင်တော့လွယ်လွယ်ကူကူမပေးဘူးပေါ့မပေးတော့အဲကျွန်တော်သိချင်တာကဘာကြောင့်ဒီအာရှနိုင်ငံတွေကို EU ကဘယ်လိုစည်းမျဉ်းစည်းကမ်းနေကြောင်းအဗီဇာကိုလွယ်လွယ်လေးအပေးလိုက်တာလဲဗောနော်ဗီဇာ free ပေးလိုက်တာလဲဆိုတော့သိကျင်တယ်သိကျင်တော့ကျွန်တော်ဒီမှာ live ကြည့်လိုက်တော့အ diplomatic ဗောနော်ဒီ diplomatic strong ဖြစ်တဲ့နိုင်ငံတွေကိုလည်း EU ကအဗီဇာပေးတယ် EU ဆိုတာအဓိကရှန်ဂန်ဒေသကိုဝင်ဝင်ပေးတာကိုပြောချင်တာဗောနော်ဒီညမှာကျွန်တော် EU လို့သုံးလုံးတာအော်ရိုပါတိုက်တစ်ခုလုံးကိုသုံးလုံးတာမဟုတ်ဘဲနဲ့ဒီနိုင်ငံ26ခုနဲ့ဖွဲ့ထားတဲ့ ရှန်ကန်ဒေတာကိုဝင်ဝင်ပေးတာကိုပြောတာဖြစ်ပါတယ်။ဆိုတော့ပြီးတော့စီးပွားရေးအရာဒီ EU နဲ့အထူးသဖြင့်ရှန်ကန်ဒေတာနဲ့ပတ်သက်နေတဲ့နိုင်ငံတွေကိုသူကပေးတယ်။အဲ့မှာဒီအစိုးရကလည်း stable ဖြစ်ဖို့လိုတယ်ပေါ့နော်။ပြီးရင် GDP ကလည်းထင်တာထက်ပိုများနေဖို့လိုမယ်။အဲပြီးလို့ရှိရင်ဒီ EU ထဲမှာရှိတဲ့ဒီ29နိုင်ငံထဲမှာနိုင်ငံတော်တော်များများနဲ့အထူးတွေ့အဆက်ဆက်အပြောဆိုရှိတဲ့နိုင်ငံမျိုးတွေကိုသူကဦးစားပေးပြီးတော့ဖီဇာ free ပေးတယ်မပေးတယ်ကိုစဉ်းစားတယ်ပေါ့နော်။ ပြီးအရေးကြီးဆုံးနောက်ထပ်တစ်ချက်တစ်ခုကအဲ immigration ပေါ့ဆိုတော့ဒီသူတို့ visa free ပေးလိုက်တဲ့နိုင်ငံသူတွေကအဲရှန်ဂန်ဒေသကိုလာပြီးတော့မပြန်တော့ဘဲနဲ့နေတာမျိုးတွေမဖြစ်တဲ့နိုင်ငံမျိုးတွေကိုတော့ဦးစားပေးပြီးတော့စဉ်းစားတယ်ပေါ့နော်ဆိုတော့သူတို့ဒီမလေးရှားကိုပေါ့နော်မကြသေးခင်ကအဲဗီဇာ free ပေးလိုက်တယ်ပေါ့နော်ရှန်ဂန်ဒေတာကိုဘာကြောင့်ပေးလိုက်လဲဆိုတော့ one of the reasons ကကြတော့အာမလေးရှားကသူတွေက အဲ immigration လောက်တာမဟုတ်ဘူးလာလေတယ်အဲပြီးရင်တို့ရဲ့အဲ39စွမ်းကိုတို့သုံးနေအဲအထူးသဖြင့်ဒီရှန်ကန်ဒေတာ economy ကိုထောက်ပံ့ပေးတယ် tourism အနေနဲ့ပြီးရင်အချိန်တိုင်းပြောင်းသွားတယ်အားကြောင့်မလို့တို့ကမလေးရှားကိုပေးလိုက်တယ်ဆိုလို့ပြောရပါတော့ပြီးလို့ရှိရင်အာဒီ asylum ဘောနော်ဒုက္ခတွေရှောက်ထားမှုတော့အရန်နေတဲ့အဲနိုင်ငံတွေကိုပဲသူကအဲရှန်ကန်ဒေတာကို visa free ပေးတယ် အပြီးလို့ရှိရင်ဒီ tourism ကို အများကြီးထောက်ပံ့တဲ့နိုင်ငံမျိုးတွေကိုသူကအာ visa free ပေးတယ်ခုနကကျွန်တော်ပြောခဲ့သလိုပဲမလေးရှားရောဟောင်ကောင်ရောမကာအိုရောကြတော့ဒီသူတို့ရဲ့ tourism ကိုအရင်ကြီးအထောက်ပံ့ဖြစ်စေတဲ့နိုင်ငံတွေဘာကြောင့်လဲဆိုတော့ဒီဒေသလူတွေဖြည်းရန်သွားတယ်တုံးတယ်ပြီးရင်လည်းပြန်လာတယ်ပေါ့နော်သူတို့ဒေသကိုနေခဲ့တာရောကြံခဲ့တာရောဒုက္ခတွေရှောက်တာရောမရှိတဲ့အတွက်အဦးစားပေးပြီးတော့ပေးတယ်လို့ပြောလို့ရတယ်အပြီးလို့ရှိရင်နောက်တစ်ခါ investment ပေါ့ဆိုတော့ဒီ investment ရှန်ကန်ဒေတာမှာလာလို့တဲ့နိုင်ငံတွေကိုဦးစားပေးပြီးတော့တို့ကပေးရပေါ့နော်အဲအဲ့လိုမျိုးရှိတယ်အာပြီးရင်နောက်တစ်ခုကအရှိမကျွန်တော်ပြောခဲ့သလိုပဲစင်ကာပူတို့ဒီတောင်ကိုရီးယားတို့ဆိုလို့ရှိရင်ပြီးရင်ဂျပန်လည်းပါမယ်ဆိုတော့ဒီနိုင်ငံကတူတွေကိုရှန်ကန်ဒေတာကို visa free ပေးလိုက်ခြင်းအဖြစ်ရှန်ကန်မှာနေတဲ့ဥရောပသားတွေကဒီနိုင်ငံတွေကို visa မလိုဘဲနဲ့ပြန်သွားလို့ရမယ်ပေါ့နော်ဒါကြတော့ win win situation လို့ပြောလို့ရတယ်အာနောက်ဆုံး အဲတခုကကျတော့ဒီ border နဲ့ပတ်သက်ပြီးတော့ control ပေါ့အဲဘယ်လောက်ရှိလဲဆိုတော့ဘာမှမသိရဆိုကြပါစို့အာအဲလူတယောက်ကမလေးရှားမှာတွားနေတယ်သူ၁၀နှစ်နေသည့်တိုင်အောင်သူမလေးရှားအဲ passport ရဖို့ပေါ့နော်နိုင်ငံသားရဖို့ဆိုတော့မဖြစ်နိုင်ဘူး PR ရအောင်ရမယ်နိုင်ငံသားရဖို့ဆိုတော့မဖြစ်နိုင်ဘူးထိုနည်း၎င်းပဲ Brunei ကလည်းဒီတိုင်းပဲအဲဆိုတော့ဒီသူတို့ရဲ့နယ်စပ်တွေကိုသူတို့တေချာလုံအောင်ထိန်းတဲ့ နိုင်ငံမျိုးတွေပေါ့နော်အဲ့လိုနိုင်ငံမျိုးတွေသူကအဲရှန်ဂန်ဒေတာကဗီဇာ free ပေးဖို့အတွက်ကိုဦးစားပေးပြီးတော့စဉ်းစားတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကကြည့်လိုက်လို့ရှိရင်တော့ဘာမှတော့အရေးမကြီးပါဘူးအဲအဲ့လိုပြောလို့ရတယ်ဆိုတော့ရှန်ဂန်ဒေတာနိုင်ငံ29ခုအဲဒီဒေတာကိုသွားဗီဇာမလိုပဲသွားလို့ရတဲ့အာရှနိုင်ငံတွေဆိုဆိုုံလေးပဲရှိတာပေါ့နော်ဒါပေမဲ့အဲ့နောက်ွယ်မှာဘာဘာတွေတဖြည်းဖြည်းပါလာလဲဆိုတော့ဒီ အတူယူစရာကြီးကျွန်တော်တို့ပါလာတယ်ဘယ်လိုဟာမျိုးလဲဆိုတော့ဥမာအာဂျော်ဂျီယာနိုင်ငံမျိုးဆိုလို့ရှိရင်သူအရန်စူးစားတယ်ဆိုဥရောပသမဂ္ဂတွေကိုသူဝင်မှုအရန်စူးစားတယ်ပြီးရင်သူ့နိုင်ငံသားတွေကိုသူက level တန်းပေါ့နော်ဒီရှန်ဂန်ဒေတာကလူတွေနဲ့သူ level တန်းဖြစ်စေခြင်းနဲ့ပေါ့နော်သူ့နိုင်ငံသားလူဦးရေကအဲ၃000လောက်ပဲရှိတယ်ဒီ၃000လောက်ကိုသူကဒီလိုမျိုးပေါ့နော်ရှန်ဂန်ကသူတွေအဲ ရတဲ့ခွင့်ရင်းမျိုးတွေတော့ရတာမျိုးတွေဖြစ်ဖြစ်စေခြင်းနဲ့အဲ့တော့သူအရင်ကြိုးစားရဲ့ဥရောပသမဂ္ဂရဲ့ဝင်ဝင်ရဖို့အတွက်အဲပြီးလို့ရှိရင်ဒီနောက်ွယ်မှာနောက်တစ်ပါးရှိလဲဆိုလို့ရှိရင်အဲ UAE လိုနိုင်ငံမျိုးပေါ့ UAE လိုနိုင်ငံမျိုးဆိုလို့ရှိရင်သူကအာသူရဲ့အဲ border line ကိုလည်းသူကအရင်ခိုင်အောင်လုပ်တယ်ဆို UAE မှာမွေးလာတဲ့သူက UAE နိုင်ငံသားဖြစ်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်ဘူးအဲပြီးရင်သူ့နိုင်ငံသားကိုဒီအိမ်အောင်ပြုတ်လိုက်တယ်ဆိုရင်တော့မှသူ့နိုင်ငံ UAE ရဲ့ passport ရဖို့ဆိုတော့မလွယ်ကူဘူးပေါ့နော် အဲဒါမှမဟုတ်တူယူစရာပါလဲဆိုတော့သူကဒီရှန်ကန်ဒေတာနိုင်ငံနေနဲ့သူကအရန် diplomatic ကို strong ဖြစ်အောင် relationship လုပ်ထားတယ်အဲ့ဒီခါကျတော့အဲဒါသူနိုင်ငံသားတွေပေါ့နော်အဗီဇာအဲရှန်ကန်ဒေတာကိုဗီဇာ free ဝင်ဝင်ရတယ်ပေါ့နော်အမှားတစ်ချက်ပြန်ကြည့်ရရင်ဒီပင်လယ်ကွင်းနိုင်ငံ6နိုင်ငံထဲမှာဒီလိုမျိုးအရှန်ကန်ဒေတာကို visa free ဝင်လို့ရတာ UAE တနိုင်ငံမှာရှိတယ်ဘာဟာရင်းလည်းမရသေးသလို Saudi Arabia လည်းမရသေးဘူးတစ်ဖက်မှာလည်း ကာတာလည်းစူးစမ်းနေတော့မှရှိသေးတယ် UAE ကတော့ရအောင်ပါပြီပေါ့နော်ဆိုတော့ဒီလိုမျိုးတက်ဆိုင်ရနိုင်ငံတွေကသူတို့နိုင်ငံသားတွေကိုလွတ်လပ်စွာတွာလာခွင့်ဒီသူတို့ passport ကိုသူတို့ strong ဖြစ်အောင်တဖြည်းဖြည်းစူးစမ်းလာကြတယ်အဲ့ဒီနောက်ပိုင်းမှာမရှိလဲဆိုတော့ဒီနိုင်ငံသားတွေရဲ့ Uh, freedom of travel ရပါလာတယ် freedom of travel ရှိတဲ့အဲနိုင်ငံသားတွေကပို့ပြီးတော့အမြင်ကျယ်တယ်အဲပို့ပြီးတော့အဲ capacity တွေပိုကောင်းလာတယ်ပေါ့နော်ဆိုတော့ဒါတွေကိုတွေ့ရတယ်ဆိုတော့ freedom of travel မရှိတဲ့နိုင်ငံကသူတွေကအမြင်ကအဲကျေဖို့ဆိုတာကဒီ freedom of travel ရတဲ့နိုင်ငံတွေကိုမိဖို့ဆိုတာမလွယ်ဘူးဆိုတော့ဒီအကြောင်းအရာကိုနောက်ပယ်မှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီ video ထဲမှာအဲကျွန်တော်တို့လွယ်လွယ်လေးပဲရှန်ကန်ဒေတာ29နိုင်ငံကိုဝင်ဝင်ရတဲ့အာရှနိုင်ငံတွေဆိုပြီးတော့ပြောသွားတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကတော့ ရှန်ဂန်ဒေတာကိုဗီဇာမလိုဘဲနဲ့ဘယ်အချိန်လောက်မှာများဝင်ခွင့်ရမယ်လို့ထင်ပါတယ်ကွန်မန့်မှာဆွေးနွေးခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာ freedom of travel နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြောကြပါဦးမယ်ကျွန်တော်တို့ရပိုင်းဆိုပါအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းပါ